ဲ့ view fan ရှိလိုက်ရင်အကျဉ်းချင်းသိပြီပေါ့နော်ဆိုတော့ major တိုးကိတ်မှာဗျာကိုယ်လည်းပြောရအောင်ဖြစ်စဉ်ကတော့ဘယ်နေ့ဖြစ်တာလဲဆိုတော့ major တိုးကိတ်မှာပြီးခဲ့တဲ့အာတကယ်တော့73ရက်နေရပေါ့နော်73ရက်နေကအဲ73ရက်နေရမဟုတ်ဘူးဗျဒီကောင်ကဖြစ်စဉ်တွေကတော့နည်းနည်းတော့ရောထွေးပေါ့နော်ရောထွေးတယ်အဲ့တော့ကျွန်တော်ဒီကောင်ရဲ့ video file ထဲမှာပါတဲ့ရက်ကိုတော့မသိဘူးဒါရက်ကတော့မှန်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ73ရက်နေမှာတင်တယ်လို့လို့15ရက်တင်တယ်လို့ပေါ့ဒါမှမဟုတ်15ရက်ပေါ့ဖြစ်ပုံရပါတယ်ဖန်ခံရဖြစ်စဉ်ကြောင့်ဆိုတော့နော်ဆိုတော့ထပ်ပါတော့လူရင်းပြောရရင်တော့ဒီမေတီလာ ဲဂိတ်ပေါ့နော်ဒုဂိတ်မှာဟိုမိဒလာအဝင်ပေါ့ရန်ကုန်မိဒလာမြို့နဲ့ရန်မြို့အောင်ရက်ကွက်မှာနေတဲ့ဇော်ယူထွန်းဇော်ယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ဟိုမေလ၃ရက်နေ့တနအိကျော်ချင်းကစစ်တပ်ကနေတော့ဖမ်းလိုက်စစ်တပ်ကတော့ဖမ်းလိုက်တယ်တဲ့သူကဘာလို့လဲဆိုတော့နိုင်ငံတော်တည်ငြိမ်အရေးအကြီးပြားစီမှုလူမှုကွန်ရက်ဆောင်ရွက်တော့လုပ်ဆောင်ဝါရပြန်ကြီးလုပ်တဲ့အတွက်သူဖမ်းပါလေဆိုပြီးတော့ဒါသူကပြတယ်အဲ့တော့သူကဇော်ယူထွန်းဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ Facebook မှာမေလ၃ရက်နေ့ကရေးတာရှိတယ်နောက်စစ်မှုထမ်းကိစ္စတွေနဲ့သူမကျင်းတဲ့ခါရေးတယ်စသဖြင့်ဟုတ်လားသူ့ရဲ့ဒီမကျင်းတဲ့ချက်လေးတွေသူမကြိုက်တဲ့ချက်လေးတွေသူထုတ်ရေးတယ်အဲထုတ်ရေးတယ်နောက်လူသားတို့ငွေကောက်တဲ့ကိစ္စတွေအတိုင်းထုတ်ရေးတယ်အဲ့လိုရေးတာလည်းရှိတယ်အဲ့ဒါကြောင့်မလို့မေလ၃ရက်မှာသူဖမ်းပါတယ်လို့ အဖမ်းပါတယ်လို့ပြောတယ်ပေါ့ဗျာနော်ဆိုတော့ဆန်ကားရဲနေမှာဘာဖြစ်ခဲ့သေးလဲဆိုတော့ဆန်ကားရဲလို့တော့ယူဆပါတယ်ပေါ့ဆန်ကားရဲနေမှာဘာဖြစ်ခဲ့သေးလဲဆိုတော့အဲ့ဒီဇော်ယူထွန်းနော်မိတ္တာမိတ္တာပြည်သူစစ်ပေါ့နော်အဲ့ဒီလုံကျိုးကိမ်းမှာတာဝန်ထမ်းဆောင်တဲ့မလိုင်မိတ္တာလမ်းပိုင်းမှာအဝင်တိုးကိမ်းမှာတာဝန်ထမ်းဆောင်တဲ့ဇော်ယူထွန်းရှိတဲ့နေရာကိုအာတက်ကဘုံမှုတယောက်ကဘုံမှုတယောက်ကနော်မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လို့ပြောတယ်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကတဲ့ဖြတ်ပြီးကားမောင်းတယ်မောင်းတဲ့အချိန်မှာဒီဇော်ယူထွန်းကနေပြီးတော့ပြောတယ်ပေါ့ကားမှန်ချဖို့ပြောတယ်ပေါ့ အဲ့ဒီဘိုင်းလည်းပါပါတယ်ကမန်ချကိုပြောတယ်ကမန်ချကိုပြောချင်မို့မှန်မချအောင်မှန်မချတဲ့အပြင်တကားဖွင့်ပြီးတော့ဆင်းလာတယ်ပေါ့ဗျာဆင်းလာပြီးတော့ပြီးတော့မှဒါစကားများကြတဲ့ဗီဒီယိုဖိုင်အဲ့ဗီဒီယိုဖိုင်ထဲမှာတော်တော်လေးစကားများကြလို့ရတယ်ကျွန်တော်ဒီတိုင်းနားလဲလို့ပြောပါမယ်နားလဲလို့လည်းနားလဲအောင်ဖြစ်ပြရှင်းရှင်းလေးပြောပါမယ်ဒီမလိုက်မိတ်လာလန်အဝင်မှာဒီပြည်သူစစ်ခေါင်းဆောင်ပေါ့ဇော်ဇော်ယူထောင်းဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဇော်ယူထောင်းဆိုပုဂ္ဂိုလ်သူကစစ်ဆေးရေးလုပ်တယ်လာတဲ့ကမန်သမီးအုပ်သူကအဲမိတ်လာအမိတ်ရပေါ့နော်တန်နေမှုတို့ကအမိတ်ရဖြစ်မှာပေါ့အဲ့ဒီအမိတ်ရသူကတားကားတွေမှန်သမီးအုပ်သူကမှန်ချမောင်းပေါ့ ပြောတယ်။မှတ်ချက်ပြောချင်မှာအဲ့ဒီအချိန်မှာခုနခုနဒီမလန်ရဲ့စီမံအုပ်ချုပ်စီလိုက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကဖြတ်လာတယ်။ဖြတ်ပြီးတော့မောင်းဝင်လာတဲ့အချိန်မှာအိုက်ကောက်ကိုမှန်ချခိုင်းတယ်။ဒါပေမဲ့ခက်ပြက်သနာအဲ့ဘုံမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကယူနီဖောင်းဝတ်မထားဘူး။အရသာနဲ့အရသာနဲ့ခါမရပစ္စတိုထိုးထားတယ်။အဲ့တော့အဲ့လိုကြီးဖြတ်လာတဲ့ခါကျတော့ဟိုကမှန်ချခိုင်းနေမချပေးဘူး။မချပေးတဲ့အတွက်သူကမချပေးတဲ့မြင်းညာခွန်စကားများကြိုင်လို့ဘုံမှုဝေဖြိုးကငါပြထုတ်ပဒနာထုတ်ပြပလိုက်မယ်ဘုံခွဲပြလိုက်မယ်လက်မျိုးလိုပြပလိုက်မယ်ဘာကြောင့်ဆက်ရောဗျာ။ဘုံမှုတရားကမှန်မာနာနဲ့ပြောတာပေါ့။ပြောတော့ ပြောတော့ဟိုဟာနဲ့မှအပြန်လည်ပြောကြတာပေါ့ဗျအဲ့ဒီ view finder ကအပြန်လည်ပြောကြတာပေါ့ပြောကြတော့ဟိုပြီးလည်းပြောနောက်အဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်သိရတော့တော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီနောက်24နာရီမပြည့်မိပါဘူးဗျအဲ့ဒီဇော်ယူထုံးကတော့လောဆယ်ဖတ်ခံလိုက်ရတယ်ဇော်ယူထုံးကအဲ့ဒီမြို့နယ်ရဲ့ဟွာကိုသူသူ့ရဲ့မြို့နယ်ကသူ့အထက်ရရှိလို့တင်တယ်သူလှမ်းပြောနေချိန်မှာလှမ်းပြောနေတာလေပြည်ပိုင်ကြားတယ်အာသူတို့ကစီစီကအတိုင်းဟိုမှန်ချခိုင်းတာကိုဒီလိုမျိုးသူ့ကိုဘုံမူအဲဝီဖြူကပြောပါတယ်ဗျာစသဖြင့်ပြောနေအဲ့ဒါပြောကြရင်ဗီဒီယိုဖိုင်ရက်သွားတယ်ပြီးသွားတော့ဗောနော်ပြောတော့ဒီဗီဒီယိုဖိုင်ထဲမှာပြောနေတဲ့စကားသံအပြန်လှန်ပြောနေတာနောက်ထောင်ချင်းအဖြစ် ကျွန်တော်တခုကိုကျွန်တော်သွားတွေးမိတယ်။အဲပြီးတော့ပြည်သူ့စစ်ခေါင်းဆောင်ဟိုပေါ့နော်ပြည်သူ့စစ်အဲ့ဒီဟိုပိုင်းကိုတာဝန်ယူထားတဲ့ဒီနော်တာဝန်ယူထားတဲ့စော်ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ကတော့လောဆယ်ပန်းကန်လိုက်ရတယ်။ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နားထောင်ခြင်းအပြင်တက်ကဘူမူတယောက်ရဲ့ပြောတဲ့ပြောပုံစုပေါက်ကတော့လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်။လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်။အခုအဲ့ပြောပုံပြောပေါက်ရဆိုရင်တော့လူတွေကဝေဖန်သွားတယ်။ဟိုပြည်သူ့စစ်ခေါင်းဆောင် ကမားလားမန်လားခဏထားပေါ့နော်။လောဆယ်ပန်းကန်တဲ့လူကသူကသူ online ပေါ်မှာပြောတာတွေ online မှာသူ Facebook မှာတက်တက်ကြီးရတယ်ကြောက်သူဖတ်ခါတယ်ဆိုရင်တော့ ဒီဗီဒီယိုဖိုင်ပေါ်မှာပြောနေတဲ့ဘုံမှုရဲ့ဘုံမှုဝင်ဖြိုးဆိုတဲ့ပုံကိုရပြောနေတဲ့ပုံစံကြီးကကြတော့လူတွေကြားမှာတက်မတော်အပေါ်မှာအထင်မြင်စောင်းစရာတွေဖြစ်ကုန်တယ်တက်မတော်အပေါ်မှာဟိုလူတွေရဲ့အမြင်တွေကိုလုံးဝထိခဲ့သွားစေတယ်ဆိုတော့ဘုံမှုဝင်ဖြိုးကဘာကိုစိတ်ဆိုးပြီးတော့အဲ့တော့ဒေါသထွက်ပြီးတော့ပြောနေလို့မသိဘူးမဲ့ तू ပြောနေတဲ့ဟန်ပန်းကကြတော့ပြဿနာရှိတယ်ပြဿနာရှိတယ်ပေါ့နော်ဆိုတော့အဲတက်မတော်သားတွေအရာရှိတွေအနေနဲ့လည်းဘာပဲပြောသတိအထားဆင်ကျင်တာကောင်းဆုံးပါဘာလို့လူမှုအတိုင်းဝိုင်းလူအတိုင်းဝိုင်းနဲ့ဆက်သွယ်တဲ့အခါလူတွေနဲ့ထိတွေ့စကားပြောတဲ့အခါမှာငါတို့ကစစ်သားပဲဆိုတော့စိတ်တက် ရှိရတော့ကောင်းပါလေဒါပေမဲ့ငါတို့စစ်သားပဲဆိုရင်ရှိပြီမယ်စစ်သားဖြစ်ရင်မောက်မာရမှာလားဆိုတော့မေးကွန်းစစ်သားဖြစ်ရင်အဲ့လိုဒေါ်ကြီးမိုးကြီးနဲ့တစ်ဖက်လူမှနင်းကန်ပြီးတော့ဖိနေဟောက်အောင်လားဆိုတော့မေးကွန်းအဲ့မေးကွန်းကတော့ဒီတက်မတော်မှာရှိတဲ့အရာရှိတွေအနေနဲ့တော်တော်စဉ်းစားဆင်ခြင်ရဖို့လိုတယ်သတိထားဖို့လိုတယ်ကျွန်တော်ကျွန်တော်အတွေ့အကြုံတစ်ခုပြပြပါမယ်ကျွန်တော်မပြောဘဲနေတာတလရှိပြီလို့ပြောပြပါစီတလကြော်ပြီးတော့ပြောရမလားမသိဘူးတလရှိကြော်ပြီမန္တလေးမှာကျွန်တော်သွားတော့ကနော်မန္တလေးမှာသွားတော့ဖရားတဆုမှာပေါ့နော်ဘယ်ဖရားလို့ပြောတော့ပါနော်အားလုံးဟိုတိပြတယ်ထားပါထားပါတော့မာမျက်မှုကြီးဖရားပေါ့ဒီလိုပြောရစီနော်မန္တလေးမှာမာမျက်မှုကြီးကျွန်တော်ဝင်တယ်ဝင်ပြီးတော့ကျွန်တော်က လိုက်လိုက်ပြီးလိလာတော့ကျွန်တော်ရိုက်ကူးတာထက်လိလာတာသွားတယ်ရိုက်ကူးတဲ့ဟာတွေကလိုရရင်မရိုက်ဘူးလိုရရင်ရိုက်တယ်ခွန်ပြူရိုက်ခွန်ပြူမရိုက်ဘူးဒါမှမဟုတ်လေအဲ့တော့ကျွန်တော်သွားတဲ့အချိန်မှာအထက်ဝင်သွားတဲ့အချိန်မှာကျွန်တော်လိုက်ပို့တဲ့လူတွေကလည်းတေချာလိုက်ပို့ပါတယ်တေချာလေးစကားပြောရေးကြီးကြီးပေါ်ရွေးပြောတယ်အဲ့တည်းကဦးလေးတယောက်ကပေါ့နော်သူ့ကိုသူခေါ်ဘကအဖွဲ့ပြောတာပဲဦးလေးတယောက်ကကျွန်တော်အရာနဲ့ဖရဲဘက်ကိုလှည့်ပြီးတော့ဟိုဟိုပို့ပို့ပါညလုံးတဲ့အချိန်မှာဟိုကျွန်တော်ရှယ်တယောက်ကလည်းဗီဒီယိုလေးဖုန်းလေးနဲ့ပြလို့ရိုက်တယ်ပေါ့ကျွန်တော်ကမတန်လေးပြနေတဲ့ပုံဒီရိုက်တဲ့ပုံပါပဲသူကဘာရဲဘူးသတင်းမတန်ဆိုတဲ့ဗီဒီယိုဖုန်းလေးနဲ့မတန်လေးရိုက်တဲ့ပုံပဲအဲ့ဒီအချိန်မှာ အဲ့ဒီခေါပကအဖွဲ့ဝင်ဆိုတဲ့ပုံပုံဖူးရအတင်းဟောက်တယ်ဟောက်တော့လားပိတ်ဟောက်တာအမင်းကဘယ်ကောင်လဲပါလဲအစသမီးမျိုးစုံဟောက်တာဟောက်ပြီးတော့ဘယ်ကောင်ရိုက်တယ်ကိုမင်းဘယ်မင်းတို့ဘယ်ဘယ်အစသမီးမျိုးဗျာအားရပါဟောက်တာရစရာမရှိအောင်ဟောက်တာဟောက်တော့ကျွန်တော်ကဖះရချင်ကိုကတော့သူ့ပဲလှည့်ကြည့်ရမလို့အဲ့ဒါနဲ့ဖះရချင်ကိုမျိုးလုံးနေသူ့ကိုလှည့်ကြည့်ပြီးတော့အေးစီရောပြီးတော့ဟိုအေးစီပြောလို့ရပါတယ်ဦးလေးအေးစီကပြောလို့ရပါတယ်ဦးလေးလို့ဟောအေးစီပြောလို့ရပါဆရာရဲ့လို့ခဏအေးစီပြောပါရပါတယ်လို့ကျွန်တော်လည်းအေးစီပြောနားထောင်ပါတယ်လို့ဆိုတော့ပြဿနာဒေါ်ချင်မောကြီးနဲ့အတော်ကုန်ပြောတယ်အဲ့တော့ပြီးတော့မှမေးကြည့်လို့ပဲဆိုတက်ကသူအငင်းသားပုံမှုကြီးတဲ့ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော် ဒီဂောဘကအဖွဲ့ဝင်ဖြစ်သွားပြီတက်လက်ကြည့်ရင်တက်ကလည်းအင်းသားကြီးထားပြီဒါပေမဲ့ဘာဖြစ်လို့သူ့ရဲ့ဂောဘကအဖွဲ့ဝင်တယောက်လည်းဖြစ်တယ်ဟိုလာညာတဲ့လူတွေကလည်းရဟန်းကားကားတွေမဟုတ်ဟောရဟန်းတွေမဟုတ်သူ့ဘာမှလူသိချရဘာဖြစ်တယ်မဟုတ်ဒါပေမဲ့အဲ့ဒါကိုသူဒေါ်ကြီးမိုးကြီးနဲ့တုံ့ပြန်ပြီဒေါ်ကြီးမိုးကြီးနဲ့အားရပါပြောတာလူငယ်လေးတွေဒီဘက်ကလာလူငယ်လေးတွေပေါ်ဆိုဒေါ်ကြီးမိုးကြီးပြောတယ်ဒီဘက်ကဘာမှမလုပ်ထားလဲဆိုလေဘာမှမလဲရှင်းရှင်းလုပ်ထားတာမရှိဘူးဆိုဒါပေမဲ့အဲ့ဒါကိုသူကဘာလို့မကျင်တ်သွားတာလဲမသိဘူးသူ့တော့သူ့မှာတခါတော့ဝူးတွေရှူးရှင်းထားပြီးတော့အော်အော်လာငေါ့လာဟဲ့လာလူကြားထဲမှာနောက်ဆုံးတော့အချက်ကွဲတာသူ့ကွဲသွားတာကျွန်တော်ကအေးဆေးတုံ့ပြန်လိုက်တယ် AC ပြောရင်ရပါတယ်ဆရာရဲ့လို့ကျွန်တော်တို့လည်းရပါတယ် AC နားထောင်လို့ရသိတာပဲပြီးတော့ဒီသူကဗီဒီယိုရိုက်တာပါ냐ဆိုဒီဗီဒီယိုဖိုင်လေးက तू မပေးလေဒီမှာမရိုက်လေနတ်ဆာကတရားဝင်တဲ့တုံ့ပြန်တာမာနေဘူးဘုရားဗီဒီယိုဖိုင်ကြီးကျွန်တော်တို့ဆိုမှာအပြည့်ပြောချင်တာတခါတခါကြာရင်ဟိုသူ့ရဲ့ဘာလဲဆိုတော့လာတဲ့အတိုက်ကလာတဲ့မန်ပေါ့နော်အတိုက်ကလာတဲ့မန်ပေါ့အဲ့ဒီမန်ကအကြသားကြီးကြားထဲမှာပြဿနာရှိတယ်ဒါကြောင့်တမရော်သားတွေကတမရော်သားတွေကကျွန်တော်တို့လေးစားတဲ့ပုံစံတွေဖြစ်ရမယ်ကျွန်တော်တို့တမိုးထားတဲ့ပုံစံတွေဖြစ်ရမယ်တမရော်သားတမရော်သားအတိုင်းသားအတိုင်းဟာတမရော်သားတယောက်ချင်းစီသာမန်စတားလေးရနေနောက်ဆုံးဘုံဘုံရှိတီးဟာ ကျွန်တော်တို့ပြည်သူလူထုကလေးစားတမိုးထားရတဲ့လူတွေဖြစ်ဖို့လိုအပ်တယ်။အဲ့ဒါလိုဖြစ်ဖို့အတွက်ကိုသူတို့ကိုယ်တိုင်ကလည်းအပြုတ်မှုအမနေတိုင်းပြောဆိုပြီးဆင်ခြင်ဖို့လိုတယ်။မဟုတ်ရင်ဘာဖြစ်လဲဆိုတော့လူတွေကြားထဲမှာစစ်သားဆိုတဲ့ကောင်တွေကမောက်မာတယ်မိုက်ရိုင်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားရင်ဒီဘသူထိရလဲဆိုတော့တမတော်ကလူထိခဲ့တယ်။ဒါကြောင့်တမတော်ရဲ့ဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီတမတော်သားတွေပဲဖြစ်သွားတာဖြစ်သွားတတ်တယ်။ဒါသတိထားဖို့လိုတယ်။ကျွန်တော်အမြဲပြောတယ်။ကျွန်တော် journalist ရဲ့ဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီ journalist ဒီကိုယ်တိုင်ပဲအခြားသူမဟုတ်ဘူး။တမရတော်သားတွေကိုဒီကောက်ကြားဆင်းအောင်လုပ်ထားသည်လေတမရတော်သားတွေတည်းကတချို့သောစိုးသွမ်းတဲ့တမရတော်သားတွေကလည်းဖြစ်တတ်တယ်။အဲ့ဒါမမေ့ဘူးလို့ ဒါကြောင့်တက်ဖို့သားအရာရှိတယ်စစ်စစ်တီနေငါစစ်ဖို့ကငါဘုံမှုကငါဘာလုပ်လိုက်မထိုးပလိုက်မထွေးကြိတ်ပလိုက်မဆော်ပလိုက်လောပလိုက်မဆိုတော့မျိုးကကိုယ်စစ်သားကိုလုံးလို့ရရင်အရသားရကြတဲ့တွားရင်တော့လုံးလို့မရဘူးဗျလုံးလို့မရအဲ့ဒါကြီးကမသိတော့ဘူးနောက်တစ်ခုကဗီဒီယိုရိုက်နေတာတခုဖြစ်နေတာဆိုရင်ဘာဖြစ်ပေါင်းဝင်ကိုကြည့်ပေါ့အချိန်ချင်းကလေ့လာပြီးတော့မှ तू ပြောတဲ့နေစကားလုံးပဲပြောပြီးတော့ပပနဲ့နဲ့ရှောင်ထွက်သွားရင်တက်မလို့သားကိုပုံမလေးစားဘူးလို့ပြောပြအဲ့လေးစားခံတိုက်ပွဲပုံကူများဖြစ်အောင်နေတတ်ကြဘူးကျွန်တော်တိုင်လို့ကျင်တယ်တက်မလို့ကတက်မလို့ကလူတွေလေးစားခံခံတိုက်တဲ့တက်မလို့ဖြစ်ဖို့အတွက်က နံပါတ်1ကတက်မတော်သားတွေကိုယ်စိတ်နှုတ်နှလုံးကိုယ်စိတ်နှုတ်နှလုံးအမှုရာတွေကအများကြီးကြောင်းနေယူရမယ်တခုတော့ရှိရစစ်စင်နေနေဆိုရင်တော့ကျွန်တော်ကြိုက်တာလို့ပေါ့ပြောလို့ပေါ့စစ်စင်နေနေရတော့မရအောင်ဆက်သားတော့စစ်စင်လို့ပဲအော်တောင်းနေမောင်းနေလို့မှာပေါ့ဒါပေမဲ့စစ်စင်နေနေမဟုတ်တဲ့အရာသားတွေနဲ့ထိတွေ့ရတဲ့နေရာမျိုးတွေကြိုက်တယ်တက်မတော်သားတွေပြုမပြောဆိုမှာအရင်ရေးကြည့်ပါတယ်ဒါတွေကိုလည်းတက်မတော်တွေမှာရှိတဲ့သင်တန်းကျောင်းတွေမှာ training ကောင်းကောင်းပေးကြဖို့လိုလိမ့်မယ်ထင်တယ်ဒါပေမဲ့လည်းကျွန်တော်ထင်ပါတယ်တက်မတော်က training ပေးထားပါလိမ့်မယ်ဒါပေမဲ့တချို့သောတက်မတော်တွေရဲ့အရာရှိချို့တွေကတော့နည်းနည်းလေးရှိတတ်ပါတယ်ရှိတတ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရှိလို့လည်းတက်မတော်တို့ခုလုံးနဲ့မဆိုင်ပါဘူး စတယောက်တလေပေါ်ပေါက်လာတယ်တစ်ခုတယောက်နဲ့ပေါ်ပေါက်လာဒါတွေကဒါတွေဖြစ်တတ်တဲ့သဘောပဲခင်ဗျာလေ NLD ထဲမှာလည်းလူမိုက်လူရဲငါတွေအခုကြဘိုးတွေပေါ်တာပဲစစ်တပ်မှာလည်းရှင်မလူမိုက်လူလူမိုက်လူမိုက်ဆန်ဆန်ပါညာနေတဲ့စစ်သားတွေလည်းရှိမှာပဲဘာဘာမှဒါဘာမှမဖြစ်စရာတောင်မရှိဘူးသဘောကပြောပြတာပေါ့နော်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးကိစ္စပေါ်ပေါက်လာပြီဆိုတော့တပ်မတော်နေနဲ့စင်ချင်းတင်တာတွေပို့ပြီးစင်ချင်းမှုတင်နေတပ်မတော်ထိပ်ပိုင်းရရှိကြီးပိုက်နေနေလေကို့လူတွေရဲ့အခြေအနေကိုပြန်ပြီးတော့လေ့လာကြည့်ဖို့သူတင်နေပေါ့နော်ဆိုတော့အများပြည်သူတွေရှိနေဆန်ဆန်တဲ့ကာမင်းတို့ရဲ့အသံတွေပြောဆိုမှုရတယ်မင်းတို့သတိထား ဘယ်သူတွေဖုန်းဗီဒီယိုရိုက်နေလဲပါလဲညာလဲစသဖြင့်ပေါ့စစ်သားဆိုတော့ဗျာစိတ်တူတတ်တယ်စိတ်ဆိုးတတ်တယ်ဒုံတိုင်းဖုန်းတိုင်းလုတ်တတ်တယ်ဒါပေမဲ့လုတ်တာတော့မှန်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာအဲ့ဒီတိုင်းလုတ်လို့မရဘူးလေဗျာနေရာတိုင်းလုတ်လို့မရအဲ့ဒါလေးတော့တတိကြီးထားကြဖို့လိုတယ်နောက်မှလည်းအခုတစ်ဖက်အဖွဲ့စည်းကဒါကြီးကိုတဲပြီးတော့မင်းစစ်သားတွေကြည့်ပါလားစစ်သားတွေကိုယ်တွေကြည့်ပါလားမင်းစစ်သားတွေကြည့်ပါအောင်ဆိုတဲ့စကလုံးဟာတယောက်ချစ်တာကိုဒီပုတ်တဲ့ငခုံးမောက်တလေလုံးတလေလုံးလည်းညှို့ထုတ်ပါလိမ့်မယ်ပုတ်တဲ့ငခုံးမောက်တကောင်မပြောပဲတလေလုံးသူလည်းညှို့လှေတကူလုံးတစည်းလုံးလည်းညှို့ထုတ်ပါလိမ့်မယ်တစ်ဖက်အဖွဲ့စည်းကအဲ့တော့လေတစည်းလုံးလည်းညှို့မထုတ်ခံအောင်လို့ပုတ်တဲ့ငခုံးမောက်တွေကိုတက်နိုင်ကြမပေါ့ထိမ့်မှု တက်ဆိုင်ရာလှိပိုင်းရှင်မှာတာဝန်ရှိပါတယ်เนาะဒါလေးကကျွန်တော်တို့တက်မလို့သားတွေနဲ့ပတ်သက်လို့ပြောတာအဲ့တော့ဒီဘုံမှုဝေဖြိုးရဲ့ဒီပြောဆိုပုံကြီးကတော့နည်းလေးကျန်းတယ်ကျွန်တော်မြင်ပြောရင်နည်းနည်းကျန်းတယ်ကျန်းတယ်ပေါ့ तू ဘာလို့ဒေါသထွက်ပြီးဒီလောက်ပြောနေလို့ကျွန်တော်မသိဘူး तू ပြောတာတော့ကျန်းတယ်တစ်ဖက်ဖွဲ့စည်းတစ်ဖက်ကလူကလူကတုံ့ပြန်တဲ့ပုံစံကတော့ပျော့ပြောင်းလာတော့တွေ့ရတယ်အရင်ကြီးသူဒေါတယ်မန်တူမလို့ရေဘာလို့တက်ကဘုံမှုစင်ကိုကဒီပြည်သူစစ်ခေါင်းဆောင်ဆင့်ပြဖြစ်တယ်ဆိုတော့ဒါကတော်တော်ဖြစ်တယ်ပြီးတော့အဲ့အဲ့ဒီဖြစ်ရကိုကြည့်ပြီးတော့ပြည်မင်းအုပ်စုတွေကဒီနေရာကနေပြီးတော့ပြည်သူစစ်နဲ့တက်မလို့သားတွေထားမှာထိုးခွဲဖို့ အစကြသွားတယ်ဒါတွေကတပ်မတော်သားဘက်ကဘက်ကဆင်ကျင်မှုလို့တယ်တတိကြီးကြီးထားဖို့လို့တယ်ဟိုပြည်သူစစ်တွေကလည်းလက်ရှိအချိန်မှာတပ်မတော်နဲ့အတူလက်တွဲပြီးတော့ဒိုင်းမျိုးအတူတူဥပပေါင်းပြီးဒီကြီးအရင်ကြီးစူးစမ်းပေးနေတာဖြစ်တဲ့အတွက်ဒီပြည်သူစစ်တွေနဲ့ပတ်သက်ရင်လည်းပြောဆိုနေတိုင်းဆင်ကျင်တာတတိထားထားတာကောင်းပါတယ်ပြည်သူစစ်တွေကစိုးရဲကောင်းချင်းစိုးရဲကောင်းကောက်ဖမ်းထည့်လိုက်ပေါ့ဗျာရှင်းရှင်းလေးပဲတပ်မတော်သားတွေမှာလည်းစိုးရဲကောင်းချင်းစိုးရဲကောင်းခေါ်ပြီးဆုံးမလိုက်ပေါ့မင်းနီတားလိုက်ပေါ့ဒါပဲရှိတာတို့တို့လုံကြပါအဲ့ဒါမှပဲတပ်မတော်ပေါ်မှာလူလေးစား ထိုက်တဲ့လုပ်ရဖြစ်ပေါ်ဖြစ်စဉ်ဖြစ်လာမှာပေါ့နော်ဆိုတော့ဘာပြောဒီဘုံမူကတော့ဘာစိတ်ကူးနဲ့ဘလို့စိတ်နဲ့ဘလို့ဒေါသနဲ့ဘလို့လို့တော့မသိဘူးပေါ့ဗျာနော်ဆိုတော့ပြဿနာကအခုတချို့သူဝေဖန်နေလေဘာလို့ဆိုတော့မလိုင်မာရှိတယ်မလိုင်မြို့နယ်ရဲ့စီမံအုပ်စုကြီးကောင်းစီအဖွဲ့ပေါ့ဆိုတော့စစ်သားစစ်ဘုတလောက်ကြမ်းတမ်းပြောတဲ့မလိုင်မြို့နယ်စီမံအုပ်စုကြီးကောင်းစီဆိုတော့သူဒါဒီလိုပြောနေပုံနဲ့ဆိုရင်တော့ဟိုကဘလို့လုပ်လဲသူမလိုင်အောက်ကလူဆိုဘလို့ကြမလဲဆိုတော့စိုးရင်ချိန်ဆုံးမှရှိလာတယ်ဆိုတော့ဘာပြောဒါကဒီဒါကဘာပြောသတိပြုဆင်ခြင်စရာကောင်းတဲ့ကိစ္စတခုဖြစ်တယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဘာပြောဒီဖြစ်စဉ်မှာဒီဖြစ်စဉ်ကနေ တမရောဘက်ကလူတွေကရောတာဝန်ရှိတဲ့အခုလက်ရှိဘုံမှုဝင်ပြုတ်ပါဝင်တာဝန်ရှိတဲ့သူတွေရောအကောလုံးကဒီဖြစ်စဉ်ရတယ်ပြီးတော့တတိပြုစရာဆင်ကျင်စရာသင်ငန်းယူစရာသင်ငန်းစာယူစရာနောက်တစ်ခါဘာပဲပြောနောင်နောင်များမှာအလားတူဖြစ်ရမျိုးဖြစ်ပေါ်လာခဲ့ငါတို့ဘလို့ဘာဖြစ်မလဲဆိုတာကိုပြင်ဆင်စရာတွေရသွားဖို့ပဲကျွန်တော်တိုက်တော့မှာနော်ပြီးတော့တမရောသားတဦးချင်းစီတိုင်းဟာပြည်သူလူထုလေးစားတန်ခံတိုက်တဲ့ပုံကိုဖြစ်ဖို့ကိုနှုတ်နှလုံးအမှုရာတွေအားလုံးဟာတတ်နိုင်မြတ်အထူးလေ့ကျင့်ထားဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ပိုပြီးတာမန်လူတွေတဲ့ပို resistance ကောင်းဖို့လိုတယ်ကို ဘာပြောအောင်တော်ညာရင်ညာသူအတွေးခေါ်ယူစာလုံးပုံကိုင်းပုံစသဖြင့်ပေါ့ဒါတွေကတော့ပို့ပြီးတော့အဆင့်မြင့်နေဖို့လိုတယ်ဓမ္မသားလေးဒီလိုအဆင့်မြင့်နေမှာဆိုရင်ကျွန်တော်တက်မလို့သားတွေလေးသားဖို့ကောင်းလို့ဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့လေးသားဖို့ကောင်းလို့ဆိုတော့ပို့ပြီးယုံကြည်လာမယ်ပြီးတော့ဓမ္မသားလေးဟိုလေးတန်းအောင်တဲ့ကောင်ဟိုထမိန်ချုံလိုက်တာလေအမှတ်ဖြစ်သွားလို့ကျွန်တော်တို့မလေးမသားဖြစ်ရတယ်လို့မျိုးနော်ဟိုဘာမတက်ညာမတက်ကောင်စပန်စမညာဆရာလွတ်တော်မှဖြစ်တာကိုကျွန်တော်တို့ကထိုင်ကြည့်ပြီးတော့ထမိန်ချုံလိုက်တာလွတ်တော်မှဖြစ်သွားတာကိုကျွန်တော်တို့ထိုင်ကြည့်ပြီးတော့ဘာပြောမှမသိဖြစ်နေတာမျိုးမဖြစ်အောင်လို့ဒါသတိထားဆင်ခြင်ဖို့လိုတယ်လို့တိုက်တွန်းချင်ပါတယ်နော်ဒါလေးကြုံလို့ထည့်ပြောတာနော်